ဒီနေ့မှတေးစားပြီးမဲ့ဇကားလေးတဲမှာတော့အလှဖန်တီးရှင်စိုးနူးဆွဲကောင်းလေးဟာမြုံငယ်လေးတစ်ခုမှအလှပြင်ဆိုင်လေးဖွင့်ထားပြီးတော့ဝန်ဆောင်မှုပေးတာကောင်းလွန်တာကြောင့်နာမည်ကျော်တဲ့လူတအုပ်တွေမှာပါဝင်ပါတယ်။တချို့ဆိုရင်စိုးနူးနဲ့ရှင်ပြီးတော့သူတို့ယောက်ျားတွေကိုကြမ်းတမ်းလွန်တာကြောင့်စိုးနူးဆိုရင်နုနုညံ့ညံ့လေးကင်တွယ်ပြီးတာဆိုတာမျိုးတွေပြောလာတဲ့အတွက်ယောက်ျားတူကြီးကတော့ကြည်မြဖြစ်နေခဲ့ပါတယ်။အဲဒီလိုနဲ့စိုးနူးတို့အင်ကိုအဆန်ရာရှိရဲ့မယံငယ်တယောက်ကသူ့ကိုယ်သူဇာယီစတိုင်နဲ့လာချိုးနေတဲ့အတွက်စိုးနူးတယောက်မယံကြီးကိုခေါ်ပေးလိုက်ရကလမ်းလေကောင်းပါနေပြဿနာတွေတက်ပါတော့တယ်။ အိုင်မာရင်အဆန်ယာစီကြီးဟာဇုံလူကြောင့်နဲ့သူ့မယက်ကြီးရောမယက်ငယ်ရောကသူ့ကိုထားသွားခဲ့တဲ့ပြင်အချက်ဒီပါကွဲခဲ့ရတဲ့အတွက်ကြောင့်ဇုံလူကိုအညှိုးထားပါတော့တယ်။ဒိုနဲ့ဇုံလူနဲ့ရန်စားရှိနေအဆန်ယာစီကြီးကဇုံလူပေါ်မှာဘလို့တွေလက်တုံးပြန်လက်စားချိန်မလဲဆိုတာကိုတော့ကျွန်တော်တို့ကြည့်ရှုခန်းစားလိုက်ရအောင်ပါခင်ဗျာ။ ဇလန်လေးရဲ့ဆောင်းမှာတော့ငယ်ဘွားဇိုနူနဲ့သူ့ရဲ့မိခင်ကိုဘုရားကျောင်းမှာတွေ့ရမှာဖြစ်ပါတယ်။ဇိုနူတို့ကဘုရားကျောင်းမှာဘုရားကတော့နေကြတာဖြစ်ပါတယ်။ဇိုနူရဲ့မိခင်ကမိကပ်ပညာရှင်ဖြစ်တာကြောင့်ဇိုနူကလည်းမိကပ်ပညာရှင်ဖြစ်ချင်နေပါတယ်။ပြီးတော့ဇိုနူကမိခင်ဖြစ်သူလိုမျိုးမိကပ်ပြည်တော်ငယ်စဉ်ကတည်းကစိတ်ဝင်စားတဲ့သူလည်းဖြစ်ပါတယ်။ဒုနဲ့နေနေငယ်ကြာပြီးတဲ့နောက်မှာတော့အမေဖြစ်သူဟာသူ့ရဲ့ကိုယ်ပိုင်ယက်တီမှုနဲ့အမျိုးသမီးလှပင်ဆိုင်ကိုဖွင့်နိုင်ခဲ့ပါတော့တယ်။လက်ရှိကာလညတညမှာတော့အဖွဲတဖွဲဟာရက်ဆိုင်ထိုင်ပြီးတော့ရက်တောင်းနေကြပါတယ်။ ိုက်ထဲကတယောက်ကတော့ဇိုနုကိုတတ်ဖို့အကြံပေးပါလိမ့်။ဒါပေမဲ့နောက်တယောက်ကတော့တတ်တာကိုမေးလိုက်ပြီးတော့ဇိုနုအိမ်ကိုမီးရှို့ခြင်းနေတာပါ။နောက်တယောက်ကလည်းဒါတွေကအသုံးဝင်ကြောင်းပြောပါလိမ့်။ပြီးတော့တပတ်တွင်းအာမခံရာသွားနိုင်တယ်ဆိုပြီးတော့ပြောနေကြတာဖြစ်ပါလိမ့်။အဲနောက်မှာတော့ security သမားတယောက်ကလည်းသူ့ရဲ့လစာတစ်ဝက်လောက်ကဇိုနုစီပဲရောက်နေတာလို့ပြောနေပါလိမ့်။အဲချိန်မှာတော့နောက်တယောက်ကလည်းဟိုရင်သူမိမကိုဇိုနုကလက်ကင်တဲ့အကြောင်းကိုပြောပါလိမ့်။အဲ့ဒါတွေကြောင့်သူမိမဇုံနုလို့ညင်သားလို့မရဘူးလားဆိုပြီးအော်လိုက်တဲ့အကြောင်းတွေကိုပြောနေကြပါတယ် အဲဒီချိန်မှာပဲလူတယောက်ကခါလီရဲ့အကူအညီကိုယူရမယ်လို့ပြောလိုက်ပြန်ပါတယ်။ပြီးတော့ခါလီကိုဇယံငွေပေးလိုက်ပြီးတော့အလုပ်ပြီးတာနဲ့ဂျန်နဲ့ငွေကိုပေးမယ်လို့ပြောပါတယ်။ဒါပြင်ဒီကိစ္စမှာသူတို့တွေပါဝင်နေစွာကလူဝက်ချက်ပဲလို့လူတယောက်ကခါလီကိုပြောလိုက်ပါတယ်။အဲဒါကြောင့်ခါလီရတဲ့တေချာပေါက်တေရမှာဆိုပေမဲ့လူသီးရှင်ကမဖြစ်เสียဘူးလို့ပြန်ပြောလိုက်ပါတယ်။တွင်နဲ့နောက်ရင်းမနက်ကိုရောက်တဲ့အခါမှာစုံတို့ရဲ့ဆိုင်းရှိမှာမျိုးမီးတွေနဲ့ပြေးနှက်လို့နေပါတယ်။အဲနောက်မှာတော့စုံတို့ရဲ့လူတယောက်ကဘာလို့ဒီလောက်တောင်လူတွေပြင်းထန်နေရတာလဲလို့မေးလိုက်ပါတယ်။ အဲ့ဒါကတော့ပါရီမာလာရဲ့ကလေးကင်မွန်းတက်ကဒီညမှာလုံးမလို့ပြန်ဖြေလိုက်ပါတယ်။အဲ့နာမှာဇုံနူကမိကပ်ပညာရှင်ဖြစ်တယ်လို့မော်ရယ်တယောက်လည်းဖြစ်ပါတယ်။ပြီးတော့ဇုံနူပြင်ပေးလိုက်တဲ့မျိုးသမီးတွေဆိုရင်လည်းမော်ရယ်တယောက်လိုမျိုးချောသွားနိုင်ပါတယ်။အဲ့လိုမျိုးတွေကြောင့်မျိုးသမီးတွေကြားထဲမှာဇုံနူတို့ဆိုင်ကနာမည်ကြီးနေရတာပဲဖြစ်ပါတယ်။အဲ့ဒီလိုနဲ့တရမှာတော့ဖောက်တဲ့မျိုးသမီးတယောက်ကသူ့ယောက်ျားရဲ့လုပ်ငန်းအစင်မပြေတာကြောင့်ပတ်စံအများကြီးမရှိတော့တဲ့အတွက်မျက်ခုံးပဲပြင်တော့မယ်လို့ဇုံနူကိုပြောနေပါတယ်။ အိုင်တော်မာတို့ဆုံသူကပတ်စံမရှိတာနဲ့အလှကိုအလျှော့ခံမလို့လားလို့မေးလိုက်ပါတယ်။ပြီးတော့ဆုံသူကလာပြင်းနဲ့မိမောင်ကိုကြည့်ပြီးတော့မျက်နှာလေးကလှတဲ့ကြောင့်ချီးကျူးကရိုစီကိုခေါ်လိုက်ပါတယ်။ပြီးတော့ဆုံသူကအဲ့ဒီမျိုးသမီးရဲ့မျက်နှာကိုရေတပ်ဖြည့်ပေးလိုက်လို့ပြောလိုက်ပါတယ်။ပြီးတော့စီးပွားရေးအတွက်ဆုံသူကသူကမော်ဒယ်လေးဖြစ်နေတာကြောင့်သူ့ပုံထုတ်ကုန်ပေါ်မှာဓာတ်ပုံကပ်ဖို့အကြံပေးလိုက်ပါတယ်။အိုင်ခါမာတော့အဲ့ဒီမျိုးသမီးကအဲ့လိုလှုပ်ဖို့နှစ်သိန်းထပ်မနဲ့ကုန်ပါမလို့သူတို့မှအဲ့ဒီလောက် ပတ်စံမရှိဘူးလို့ဆုံသူကိုပြန်ပြောလိုက်ပါတယ်။ဒါကြောင့်ဆုံသူကချက်ချင်းငွေလွှဲပေးလိုက်ပြီးတော့ ပတ်စံအရေးမကြီးတာကြောင့်လုပ်ငန်းအစီအမေးမှာသူ့ကိုပြန်ပေးပါလို့ပြောလိုက်ပါတယ်။ဒါကြောင့်အဲ့မျိုးသမီးလဲစုံနူကူညီတာကြောင့်ဝမ်းသာသွားပါတော့တယ်။အဲ့နောက်မှာတော့တန်းစီနဲ့မျိုးသမီးတွေကိုကြော်တက်တဲ့မျိုးသမီးတယောက်ကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့မျိုးသမီးကအင်စပက်တာဂျီရှန်ကာရဲ့မိန်းမလဲဖြစ်ပါတယ်။ပြီးတော့အဲ့မျိုးသမီးရာဆိုင်ကဝန်ဆောင်မှုတွေကိုသူအကုန်လိုချင်တယ်ဆိုပြီးတော့စုံနူရဲ့လူကိုပြောပါတယ်။ဒါပေမဲ့မျိုးသမီးကသူ့ယောက်ျားညနေပြန်အောင်လာရင်သူကထိတ်တန်းမော်ဒယ်လိုဖြစ်ချင်နေတယ်လို့ထပ်ပြီးတော့ပြောလိုက်ပါတယ်။ အိုင်နာမာဇုံတို့ရဲ့လူကကုန်ကြငွေတွက်ပေးပြီး2460ကုန်ကြမယ်ဆိုပြီးတော့ Inspector ကြီးချန်ကာရဲ့မိမကိုရှင်းပြလိုက်ပါတယ်။အဲဒါကြောင့်အဲ့မျိုးသမီးကိုသူကငွေရှင်းမှုကိစ္စပြောပေးမယ်မျိုးသမီးမျက်နှာထားကတင်းမာနေပါတယ်။အဲဒါကြောင့်မျိုးသမီးကသူ့ယောက်ျားကိုပဲဖုန်းဆက်လိုက်တော့မယ်လို့ပြောလိုက်တဲ့အခါမှာတော့ဇုံတို့ရဲ့လူကလည်းမဒမ်ကိုထိုင်ဖို့ပဲပြောလိုက်ပါတော့တယ်။အဲဒါအဲ့ဒီမျိုးသမီးဟာရှန်ကာရဲ့ဒုတိယဇနီးပဲဖြစ်ပါတယ်။အဲ့တော့မှဇုံတို့ရဲ့လူဟာဇုံတို့ကိုရှန်ကာရဲ့ဒုတိယဇနီးရောက်နေကြောင်းပြောလိုက်ပါတယ်။ အနောင်မြင်တဲ့စုံတုကရန်ကရဲ့ပထမဇနီးဖြစ်သူကာမလာကိုဖုန်းဆက်လိုက်ပါတော့တယ်ခဏကြာတဲ့ခါမှတော့ကာမလာရောက်လာပြီးတော့စုံတုကဒုတိယဇနီးကိုဧည့်သည်ရောက်နေလို့ပြောလိုက်ပါတယ်ဒါကြောင့်ဒုတိယဇနီးဖြစ်သူကလည်းထွက်လာတဲ့ခါမှာကာမလာကသူဟာရန်ကရဲ့မရည်ကြီးဖြစ်ကြောင်းလူရှိမှပဲပြောချလိုက်ပါတယ်အဲလိုနဲ့ရန်ကရဲ့ပထမဇနီးနဲ့ဒုတိယဇနီးတို့ရန်နေဖြစ်ကုန်ကြပါတော့တယ်အဲလိုရန်ဖြစ်နေကြတာကိုလူများကလည်းဗီဒီယိုရိုက်ထားကြပါတယ်အဲဒီချိန်မှာတစ်ဖက်မှာလည်းမန်ကြီးတမင်းသတင်းကြားနေမှာ စတားဆူနီရှိဟာအင်တာဗျူးလုပ်နေတဲ့အချိန်ဖြစ်နေပါတယ်။အဲလိုနဲ့ဆူနီရှိအင်တာဗျူးနေစဉ် SN ရဲရှန်ကရောက်လာပြီးတော့ဆူနီရှိကိုခြေထောက်နဲ့ကန်လိုက်ပါတယ်။ပြီးတော့ဘာလို့လဲထကထကရိုက်လိုက်ပါတော့တယ်။အဲကြောင့်ဆူနီရှိကဘာလို့သူ့ကိုလာရိုက်နေရလဲလို့မေးလိုက်ပါတော့တယ်။ဒါကြောင့်ရှန်ကလည်း YouTube မှာဆူနီရှိကရှန်ကအဆန်ရာထူးရတယ်ဆိုတာရှန်ကအဖေကဆူနီရှိကိုတောင်းပန်လိုက်တဲ့တော့အဆန်ရာထူးရတာကြောင့်ပဲလို့ပြောထားတဲ့ဗီဒီယိုကိုပြလိုက်ပါတယ်။ပြီးတော့ရှန်ကသူ့အဖေကဆူနီရှိကိုတောင်းပန်လိုက်လို့သူကအလုပ်ရတာလားဆိုပြီး ်ဇူနီရှစ်ကိုရိုက်နှက်ပြန်ပါလိမ့်ပြီးတော့ဇူနီရှစ်ကိုမုံမန်နေဆက်ပြီးတော့ပြောနေမယ်ဆိုရင်တော့ယောက်ျားဆိုတဲ့အသက်သေးလေးဟွာလေးအကုန်လုံးဖြတ်ပြစ်မယ်လို့ရှန်ကားပြောနေချိန်မှာပဲရှန်ကားစီကိုဖုန်းဝင်လာခဲ့ပါလိမ့်အကြောင်းကတော့ရှန်ကားရဲ့မိမတွေရန်ဖြစ်နေတဲ့အကြောင်းပဲဖြစ်ပြီးတော့ရှန်ကားလေးသူစနီးများရန်ဖြစ်နေတဲ့နေရာကိုချက်ချင်းမဲ့သွားပါတော့လေဇူနီရှစ်ကလည်းသူ့ကိုအင်တာဗျူးလဲမှာရှန်ကားရိုက်လိုက်တဲ့တူကမကြေမနက်ဖြစ်နေခဲ့ပါလိမ့်အဲ့တော့မှတော့ရန်ဖြစ်နေတဲ့နေရာကိုရှန်ကားရောက်လာပြီးတော့သူစနီးတွေကိုဝင်ပြီးတော့ဆွဲပါတော့လေ ပြီးတဲ့နောက်မှာရှန်ကားရဲ့ဒုတိယဇနီးကရှန်ကားကိုဘရောမမလာနဲ့လို့လို့ပြောပြီးတော့ထွက်သွားခဲ့ပါတယ်။တပတ်မှလည်းကာမာလာကဇုံနုကိုပဲကျေးဇူးတင်ကြောင်းပြောကာရှန်ကားရှိမာရင်ထွက်သွားခဲ့တော့တာပါ။အဲဒါကြောင့်ရှန်ကားလည်းလူအများကြီးရှိမာရင်ရှာကွဲရတယ်လို့ဖြစ်သွားခဲ့ရတဲ့အတွက်ဇုံနုကိုထိုးဖို့ရန်လုပ်ပါတော့တယ်။ဒါမဲ့ဇုံနုရဲ့ဖောက်တဲ့မိမတွေကဖုန်းကိုစီနဲ့ဒါကိုဗီဒီယိုရိုက်ထားကြတာပါ။ဒါကြောင့်ရှန်ကားလည်းဘာမှမလုပ်နိုင်တော့ပဲထွက်သွားရပါတော့တယ်။ ဒီလိုနဲ့ဇလန်းကိုပြန်ဆရမယ်ဆိုတော့အရက်ထိုင်တော့ပြီးဆိုနုကိုတတ်ဖို့ခါလီကိုပတ်စံပေးနေတဲ့အဖွဲဟာရန်ကာတို့ဖွဲ့ပဲဖြစ်ပါတယ်။နောက်နေ့မှာတော့ခိုင်တီဆိုတဲ့လူဟာသူသားတို့ကသရိုးသမီးလောင်းရှာနေပြီမဲ့တယောက်မှကိုသဘောမကျပါဘူး။ပြီးတော့ခိုင်တီရဲ့မိမနာမည်ကတော့ရှူပလာကာဖြစ်ပြီးတော့သူတို့ရဲ့သားကတော့ရူဆန်ဖြစ်ပါတယ်။ခိုင်တီက GNGV ရဲ့ရုပ်ရှင်ကိုကြိုက်တာကြောင့်သူချွေးမှနာမည်မှာအဲ့ဒီဇလန်းတဲ့ကတိုင်သူ့နာမည်ပါမယ်လို့သတ်မှတ်ထားတာပါ။အဲတော့မှသားဖြစ်သူလက်ထပ်ဖို့သဘောတူမယ်လို့ပြောလိုက်ပါတယ်။ ဒါမဲ့သူတို့သမီးရှာပေးတဲ့သူကတော့စိတ်ပြက်လက်ပြက်ဖြစ်နေခဲ့ပါပြီ။ဘာလို့လဲဆိုတော့သူတို့မျိုးကအပြိုးစင်တွေလည်းအကုန်ကုန်နေဖြစ်လို့မရှာတတ်တော့ဘူးလို့ခိုင်တီကိုပြောပြီးတော့ထွက်သွားပါတော့တယ်။အဲနောက်မှာတော့ရူစင်ကဈေးထဲမှာစက်တီဆိုတဲ့သူကိုသူ့ဖေဖြစ်သူကဈေးထဲမှာသတိပေးရတဲ့ပုံလို့ပြောလိုက်ပါတယ်။ပြီးတော့စက်တီကလည်းသူတို့ကဘာရီမို့လို့ဈေးထဲဝင်ဖို့သူ့ကိုတားရတာလေးလို့မေးကရန်စကားဆပြီးတော့ပြောလိုက်ပါတော့တယ်။ရူစင်ကလက်ခုပ်တီးလိုက်ပြီးတဲ့နောက်စက်တီကသူ့ကိုသွားခွင့်မပေးရင်သူ့လူတွေရောက်လာပြီးတော့တစ်စည်းလုံးကိုသိမ်းတိုင်းဖြစ်အောင်လှုပ်သွားမယ်လို့ဂျိန်းဝါလိုက်ပါတယ်။ ဂျိုနဲ့ရူဆန်လူတွေကဆက်တီးကိုဂျိုးနဲ့တုတ်လိုက်ကြပါတယ်ပြီးတော့ရူဆန်ကသူ့ဖေဟာ CNGV ဇက်ကားရဲ့အမာခံပြိတ်သက်ပဲလို့ပြောလိုက်ပါတယ်ပြီးတော့ CNGV ကသူ့ဖေအတွက်ဟီးရိုးဆိုရင်သူ့အတွက်သူ့ဖေကလည်းဟီးရိုးပဲလို့ပြောလိုက်တာပါ CNGV ကတော့သူ့နေမင်းမှာသူကြိုက်တဲ့ဟီးရိုးမကောင်းကြောင်းပြောရင်စိတ်တောင်းအလုပ်ပေးမှာမဟုတ်ဘူးလို့ကြိမ်းဝါလိုက်ပြီးဆက်တီးကိုစိတ်ချမ်းနဲ့ထဲထားလိုက်ပါတယ်တပတ်မှတော့ရှန်ကာလည်းဘားဒီမှာရက်ထိုင်တောင်းနေပြီးတော့ရှန်ကာရဲ့လူတယောက်ကချင်းငွေယူလာခဲ့ပြီးပါတယ်အဲ့နောက်မှာတော့ခါလီယာရှန်ကာစီရောက်လာပါတော့တယ် ီးတော့ခါလီယာရှန်ကာတို့ကဇွန်နူကိုဘာလို့ပေးရမလဲလို့မေးလိုက်ပါတယ်။ပြီးတော့ရှန်ကာဇွန်နူကအလှပြင်းတဲ့သူဖြစ်တဲ့အတွက်ဇွန်နူရဲ့လက်ချောင်းတွေကိုလိုချင်တယ်လို့ပြောလိုက်ပါတယ်။အဲနောက်ခါလီယာလုံပေးမယ်လို့ပြောပြီးတော့ရှန်ကာစီကပတ်စံတောင်းပြီးထွက်သွားပါတယ်။အဲကြောင့်ရီအားလုံးကိုတော့ရုပ်ဖြတ်ချင်အောင်ဆောင်းထားတဲ့ဇူနီရှစ်ကကြားလိုက်ရပါတယ်။ပြီးတော့ဇူနီရှစ်ကဖုန်းပြောချင်အောင်ဆောင်းပြီးတော့ရှန်ကာနဲ့တိုက်မိသလိုဖြစ်ကထွက်သွားလိုက်ပါတယ်။အနောက်ဇုံနူရဲ့လူနဲ့ဇုံနူတို့ဆိုင်ခင်းနဲ့ပြန်လာချိန်မှာဇုံနူရဲ့လူကဇုံနူကိုကြည့်ပြီးတော့သူလဲအောင်မြင်ခြင်းလို့ဘယ်လိုလုပ်အောင်မလဲဆိုပြီးတော့ဇုံနူကိုမေးလိုက်ပါတယ် အခါမှာဆိုနူကအရင်ဆုံးလာတဲ့ဖောက်သိမ်းနဲ့ပြောပြီးလုံးဝမလို့တပည့်ကိုပြောပါတယ်။ပြီးတော့ဆိုနူကတပည့်ဖြစ်သူကိုတချို့အပြုမူတွေကတော့တင်မေးမှရမယ်ဆိုပြီးတော့ပြန်ဖြေလိုက်ပါတယ်။အဲဒါမှာတော့ဆိုင်ငယ်မောင်းလိုက်တဲ့မတော်ဆဖြစ်ပြီးတော့ရှောင်းလိုက်ချိန်မှာဆိုနူတယောက်ချုံမောလာပါတဲ့ကောင်မလေးတယောက်ကိုမြင်သွားပါတယ်။မိမရှုပ်တဲ့ဆိုနူတယောက်ဒီမိန်းကလေးကိုမြင်တော့မမြင်ချင်းသဘောကျသွားပါတယ်။ဆိုနူတိုင်းမိသွားတဲ့ကားကတော့ခါလီရဲ့ကားဖြစ်ပါတယ်။ပြီးတော့ခါလီကဆိုနူကိုဘလို့မောင်းလိုက်တာလဲလို့မေးနေပေမဲ့ဆိုနူကတော့ကောင်မလေးပဲရက်ကြည့်နေခဲ့တာပါ။ အမခါလီကစိတ်တိုသွားပြီးတော့ဇိုနုကိုတိုက်ခိုက်ပါတော့တယ်။ခနာကြတဲ့ခါမှာတော့ဇိုနုအနိုင်ရသွားပြီးတော့ခါလီတို့ဖွဲ့ကကျင်းဝါကထွက်ပြေးသွားပါတော့တယ်။ဒါလိုမျိုးခါလီတို့ဖွဲ့ထွက်သွားတော့မှဇိုနုလည်းခုနသူရက်ကြည့်နေခဲ့တဲ့ကောင်မလေးနားသွားပြီးတော့မိတ်ဆက်စကားပြောလိုက်ပါတယ်။ကောင်မလေးနာမည်ကဂျန်နီဖြစ်ပြီးတော့ဂျင်းတခုမှထရိနာလုပ်နေသူလည်းဖြစ်ပါတယ်။နောက်ထဲမှာတော့ဆိုကျူကဂျန်နီရှိရာဂျိမ်းကိုလာပါတယ်။ဂျန်နီကတော့ဇိုနုကိုအလားပြန်စားပါရှင်ဖြစ်ပြီးတော့အမြဲမင်းကလေးတယုံဆိုတာကြားတယ်ဆိုရအကြောင်းကိုပြောလိုက်ပါတယ် အားကြောင့်ဆိုနုကမနာလိုဖြစ်နေလို့ထင်ပြီးတော့ဂျန်နီကိုစားနောက်ကပြန်ပြောပါတယ်။ပြီးတော့ဆိုနုကသူလည်း James ဆော့ကျင်တာကြောင့်တင်မေးပါလို့ပြောပါတယ်။ဒါမဲ့ဂျင်နီကဒါမင်္ဂလီတီးတယ်မဲလို့ခတ်မှာနေပဲပြန်ပြောခဲ့ပါတယ်။အားကြောင့်ဆိုနုကဆိုင်းပိုင်းရှင်အမအီစဝါရီကိုခေါ်လိုက်ပြီးတော့ဒီမှာ James ဆော့ကျင်တာကိုဂျန်နီကဆော့မရဘူးလို့ပြောတယ်ကြောင်ပြောလိုက်ပါတယ်။ဒါကြောင့်အီစဝါရီကဆိုနုကလူစိမ့်မဟုတ်တာကြောင့်ဆော့ခွင့်ပေးလိုက်ပါဆိုပြီးတော့ဂျန်နီကိုပြောလိုက်ပါတယ်။အနမတ်ဂျန်နီရဲ့ဆိုနုကိုလေးချိန်ခန်းတွင်ပြင်းပြင်းထန်ထန်လို့ခိုင်းပါတော့တယ်။ဆိုနုကပြင်းထန်ထန်လေးချိန်နိုင်တာကြောင့်ဂျန်နီလည်းနောက်တနေ့မနက်6နာရီမှာ အပြင်ဘက်မှာလေးကျင်စေးကျင်တယ်လို့မှားလိုက်ပါတယ်။ဇွန်လူကလည်းဂျန်နီရဲ့စကားကိုချက်ချင်းပဲလက်ခံလိုက်ပါတယ်။ဒိုနဲ့ညာဘက်အောက်တော့ရူဆန်ကမိမအီဘူသူ့လက္ခဏာကိုဖတ်ခိုင်းနေပါတယ်။ဒီလိုလက္ခဏာဖတ်လိုက်တဲ့အချိန်မှာလက္ခဏာလမ်းကြောင်းကိုဆွန်းထင်းနေလို့ဖတ်မရဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့ရူဆန်ထပ်ပြီးတော့နှောင်နေနေတော့ဒီသက်အိမ်အောင်ကြမှာမဟုတ်ဘူးဆိုပြီးအပြောခံခဲ့ရတဲ့အကြောင်းကိုစိတ်မကောင်းဖြစ်စွာနဲ့ခိုင်ဒီကိုရင်ဖွင့်နေပါတယ်။အိမ်အောင်ချီရန်ချီဗီရုပ်ရှင်ထဲကမိန်းသမီးတွေလောက်လှတဲ့မိန်းကလေးမျိုးရှာတွေ့ပါဦးမလားလို့အဖေပြေသူကိုမေးပါတယ်။ အာတော့ခိုင်တရားလေးစိတ်မကောင်းမဖြစ်ဖို့နဲ့တနေ့တော့ရှားတွေးမှာပါဆိုပြီးအာဘီစကားပြောလိုက်ပါတယ်။နောက်နေ့မနက်မှာတော့ဂျန်နီကအပြင်ဘက်မှာလေးချင်းကနေလုံနီးကိုတင် जा ပေးနေပါတယ်။အဲလိုနဲ့အချိန်ပြေသွားတဲ့အခါမှာတော့အမျိုးသမီးတွေဟာဆုံလူလာမလားလို့မေးကြပါတယ်။အဲတော့ဂျန်နီလည်းဆုံလူကကိုယ်ရည်လက်တွေနာလို့မလာတော့ဘူးထင်တယ်လို့ပြန်ဖြေပါတယ်။ဒါပေမဲ့အဲအချိန်မှာပဲဆုံလူကရောက်ချလာပါတော့တယ်။ပြီးတော့ဂျန်နီကဆုံလူရောက်လာတဲ့အခါမှာအချိန်နောက်ကျလို့ကိုင်းုံ၅ဘတ်ပတ်ပြေးခိုင်းခဲ့ပါတယ်။အဲတော့ဆုံလူကဂျန်နီကိုပါဂုတ်ပေါ်တင်လိုက်ပြီးပတ်ပြေးပါတော့တယ်။ ီလိုပတ်ပြေးပြီးတဲ့နောက်မှာတော့ဇွန်နူကဂျန်နီကိုနောက်ထပ်နှစ်ပတ်ထပ်ပြေးရမလားဆိုပြီးတော့စနောက်ပါလေဒိုနဲ့ဇွန်နူကဂျန်နီကိုမနက်ဖြန်မှာထပ်တွေ့မယ်လို့ပြောလိုက်ပါလေအဲနောက်မှာတော့ဂျန်နီအိမ်ရောက်တဲ့အခါမှာလမ်းဆန်းသွားအောင်ရေချိုးပါလေနောက်နေ့မှာတော့ဂျန်နီကဇွန်နူကိုစောင့်နေပြီးတော့ဇွန်နူရောက်လာတဲ့အခါရေဘူးအတင်းယူလာပြီးတော့ပေးလိုက်ပါလေဒါပြင်ဂျန်နီကဇွန်နူချွေးဆိုးလာတဲ့အခါချွေးတော့ပေးလိုက်ပါလေအားကြောင့်ဇွန်နူတယောက်ဂျန်နီထူးဆန်းတာလေးလုံနေရမြင်တော့အံ့ဩနေပါလေပြီးတော့ဇွန်နူကဂျန်နီဘာလို့ခုလိုတွေလုံနေရလဲလို့တီးကျင်စိတ်နဲ့မေးလိုက်ပါလေ အဲဒါကြောင့်ဂျန်နီလည်းသူကစုံတူးကိုလေးချင်းကန်းနဲ့အများကြီးလှောက်ခိုင်းမိခဲ့တာနဲ့ကိုင်းထဲမှာပါပတ်ပြေးခိုင်းခဲ့တာတွေအတွက်ကြောင့်မလို့သာပြန်ဖြေလိုက်ပါတယ်။အဲနောက်မှာတော့တယောက်ကိုတယောက်ခံစားချက်တွေရှိနေဂျန်နီနဲ့စုံတူးတို့ကနမ်းလိုက်ပါတော့တယ်။အဲနောက်မှာတော့ဇလန်းစောပိုင်းမှာစုံတူးဟာအမျိုးသမီးတယောက်ကိုရင်းနှီးလုပ်ငန်းလုပ်ဖို့ငွေချီးပေးခဲ့တာပါ။ပြီးတော့စုံတူးကအမျိုးသမီးကိုအစီအပြေမှပြန်ဆက်ဖို့ပြောခဲ့တာကိုမှတ်မိကြမှာပါ။အဲဒီမျိုးသမီးနဲ့သူ့ရဲ့ခင်မုန်းတော့ကစုံတူးစီရောက်လာပြီးတော့ပိုးစားပုံစံပြကစုံတူးကိုကျေးဇူးတင်ကြောင်းပြောပါတယ်။အဲဒါကြောင့်စုံတူးကလည်းသူ့ကိုကျေးဇူးတင်ဖို့မလိုကြောင်းပြန်ပြီးတော့ပြောပါတယ်။ ပြီးတော့စုံတို့ကတကယ်လို့အကူအညီလိုရင်တော့သူ့ကိုပြန်ကူညီပေးပြီးတော့အချင်းချင်းရိုင်းပေးဖို့သာအဓိကပဲလို့ပြန်ပြောလိုက်ပါတယ်။အဲနောက်စုံတို့ကလုပ်ငန်းပို့အစီအပြေလိုင်းပါတီကြီးကြီးပေးရမယ်ဆိုပြီးအမျိုးသမီးတို့လင်များကိုပြောပါတယ်။အဲဒါကြောင့်အဲမျိုးသမီးလင်များကလည်းသူတို့လုပ်ငန်းအစီအပြေလာတဲ့ခါမှာပါတီကြီးပေးမယ်လို့ဂရီပေးလိုက်ပါတယ်။အဲနောက်မှာတော့မျိုးသမီးနဲ့သူ့ခင်မုန်းကတခြားလှုပ်ရှားလေးတွေရှိတာကြောင့်စုံတို့ကနှုတ်ဆက်ကပြန်သွားပါတယ်။အဲလိုနဲ့စုံတို့ပုံပိုစတာနဲ့ထုတ်ထားတဲ့စီစိတ်ကချက်ချင်းနိုင်မဲ့ကြီးသွားခဲ့ပါတယ်။အဲနောက်မှာတော့ဂျန်နီနဲ့စုံတို့လည်းကြီးစားတွေဖြစ်သွားခဲ့ပါတယ်။ ်အန်နမာနဲ့ဆိုနုရဲ့ဦးလေးနဲ့မိတ်ဆက်ပေးမယ်ဂျန်ဒီတယောက်စိတ်လို့ရှားနေပါတော့တယ်ဒါမှမဟုတ်ဆိုနုပေါ်စိတ်တုန်နဲ့ရှန်ကားအချင်းသားတို့ကိုရိုက်နှက်နေပြန်ပါတယ်အဲဒီချိန်မှာပဲရုပ်ဖြတ်ရောင်ဆောင်ထားတဲ့ဆူနီရှစ်ကရှန်ကားဘာလို့ခုလိုလုံနေရတာလဲလို့ရဲတယောက်ကိုမေးလိုက်ပါတော့တယ်အဲဒါကြောင့်ရဲကလည်းရှန်ကားမိမရှန်ကားကိုကွာရှင်းတော့မှဖြစ်တဲ့တော့ဆိုနုကိုစိတ်တိုးပြီးတော့အချင်းသားကိုဆိုနုစားရိုက်နှက်နေတာဖြစ်ကြောင်းပြန်ပြောပြပါတယ်အဲလိုနဲ့ဆိုနုနဲ့ဂျန်ဒီကတော့ဆိုနုရဲ့ဦးလေးရှိရာနေရာကိုသွားပြီးတော့နှုတ်ဆက်ကြပါတယ် အဲ့ဒါကြောင့်ဦးလီယာဂျန်နီမိဘတွေရောသိရလားလို့မေးလိုက်ပါတော့တယ်ဂျန်နီကတော့ဦးလီယာခွင့်ပြုချက်ကိုအရင်ရချင်းလို့အခုလိုတကူတကလိုက်လာပြီလားတွေ့တာလို့ဇုံလူရဲ့ဦးလီဖြစ်သူကိုပြန်ဖြေပါတယ်အဲ့နောက်မှာတော့ဂျန်နီကဇုံလူဟာသူငယ်စဉ်တည်းကဦးလီပေးခဲ့တဲ့မြစ်တာကြောင့်နဲ့သူ့ကိုပေးခဲ့တဲ့တတ်တီတွေပြည့်နေကြောင်းပြောပါတယ်ပြီးတော့ဇုံလူအခုလိုအောင်မြင်လာတာကလည်းဦးလီရဲ့ပန်ပိုးပေးမှုတွေကြောင့်ဆိုပြီးတော့ဂျန်နီကိုအမြဲပြောလို့ရှိတယ်လို့ထပ်ပြောလိုက်ပြန်ပါတယ်ဇုံလူရဲ့ဦးလီကလည်းဂျန်နီကိုသဘောတူကြောင်းနဲ့ဂျန်နီမိဘတွေနဲ့တိုင်ပင်ပြီးတော့မင်္ဂလာရက်တတ်မှတ်လိုက်မယ်လို့ပြောပါတယ် ပြီးတော့ဦးလေးဟာဂျန်နီကိုစာရီတထက်လက်ဆောင်ပေးလိုက်တော့ဂျန်နီလည်းပျော်ရွှင်သွားခဲ့ပါတယ်။အဲနောက်မှာတော့သူတို့တွေဦးလေးဆိုင်ကထွက်ထွက်ချင်းမှာပဲရှန်ကရောက်လာပြီးတော့ဂျန်နီကိုလှချောင်းပြောလိုက်ပါတယ်။ဒါကြောင့်စုံနူကမပြောသေးဘူးလို့ပြန်ပြောလိုက်တာကြောင့်ရှန်ကသူ့ရဲ့အိမ်အောင်ရေးကိုဖျက်ဆီးတဲ့စုံနူကတော့ဂျန်နီလိုမိမလားလေးနဲ့ပြောပါနေလားလို့ဒေါသနဲ့អော်ပြောလိုက်ပါတယ်။ဒါကြောင့်စုံနူကအမျိုးသမီးတယောက်ထပ်ပို့ပြီးတော့ထားခြင်းနဲ့ဆိုရင်ဗန်စင်းလုံလောက်ရှိဖို့လိုအပ်တယ်လို့ပြောပါတယ်။အဲလိုမှမဟုတ်ရင်တော့အဲ့ဒီမျိုးသမီးဟာတို့လိုလူတွေကိုရီးစားရဲ့အချိန်ဝါနဲ့ချင်းချောက်ပြီးတော့ ဈေးလျှော်ပေးခန္ဓာမျိုးတွေရှိလာနိုင်တယ်လို့ပြောပါတယ်။ပြီးတော့ဒီလိုပြဿနာတွေဆိုရှောင်လွှဲလို့ရမှာမဟုတ်ဘူးလို့ရှန်ကားကိုပြန်ပြီးတော့ရှင်းပြလိုက်ပါတယ်။အိုင်နောက်မှာတော့ရှန်ကားဒါသူမှားတယ်ပဲလို့ပြောကတောင်းပန်လိုက်ပါတယ်။ပြီးတော့ရှန်ကားသူမိမထားသွားကလေးကမနေတတ်မထိုင်တတ်ဖြစ်နေခဲ့တာပါ။ဒါကြောင့်ရှန်ကားသူ့ကိုတစ်ခုလောက်ကူညီတဲ့အနေနဲ့ဂျန်နီကိုသူ့စီပေးလိုက်ပြီးတော့ဇုံနုကိုရန်စကားပြောပါတယ်။အားကြောင့်ဇုံနုလည်းစိတ်တူသွားပြီးတော့ထိုးဖို့ပြင်လိုက်တဲ့ချိန်မှာဇုံနုရဲ့ဦးလေးကဝင်တားလိုက်ပါတယ်။ပြီးတော့ရှန်ကားရဲတယောက်ဖြစ်တာမို့လို့ဒီလိုစကားတွေမပြောပါနဲ့လို့ဝင်ပြောလိုက်ပါတယ်။ ဒါတောင်ရှန်ကဘသူမလို့သူ့ကိုအမိန်ပေးတယ်လို့လာပြောရတာလဲဆိုပြီးဇုံနုဦးလေးကိုတွန်းလိုက်တာကြောင့်ဇုံနုဦးလေးလည်းပြုတ်ကျသွားပါလိမ့်ဒါတောင်ဇုံနုလည်းရှန်ကနရင်ကိုပိတ်ရိုက်လိုက်ပါတော့တယ်ပြီးတော့ဦးလေးလူတွေကလည်းရန်ကားနဲ့ရှန်ကားကိုဝိုင်းပြီးတော့ရိုက်ကြပြန်ပါလိမ့်အဲ့လိုမျိုးလူအုပ်လိုက်ဝိုင်းပြီးတော့ရိုက်ခံလိုက်တဲ့ရှန်ကားအသိမကြခင်မှာပဲဆေးရုံတက်လိုက်ရပါလိမ့်အဲကြောင့်ဆေးရုံမှာဆူနီရှိဟာဆောင်းဝင်းဟန်ဆောင်ပြီးတော့ရှန်ကားစီကိုရောက်လာခဲ့ပါလိမ့်ပြီးတော့ဆူနီရှိကရှန်ကားကိုခုလိုဖြစ်အောင်ဇုံနုလောက်တာကြောင့်တကယ်လို့အကူကြီးလို့ရင်သူ့ကိုပြောဖို့မှားသွားပါလိမ့် ပြီးတော့ဆူနီရှိကမြို့တော်ဟောင်းမှာသူ့ရဲ့မိတ်ဆွေအတိတွေရှိတယ်လို့ပြောပြလိုက်ပါတယ်။အဲခါမှာတော့ရှန်ကဆိုနုကိုတတ်ပြီးတော့အဲ့နေရာမှာနေအလောင်းကိုမီးရှို့ပစ်ချင်တာလို့ပြန်ပြောလိုက်ပါတော့တယ်။ဒါတော့ရှန်ကဆရာဝန်ကိုဘယ်ရက်မှဆေးုံဆင်းရမလဲလို့မေးလိုက်တဲ့အခါဆရာဝန်ရောင်ဆောင်တဲ့ဆူနီရှိကသူမသိတာကြောင့်ဆရာဝန်ကိုမေးခိုင်းပါတယ်။ဒါမှမဟုတ်တော့စက်တီတယောက်စိတ်ချမ်းထဲမှာပဲရှိနေပါသေးတယ်။အဲ့ဒီဈေးထဲကိုခါလီရောက်လာပြီးတော့ရူဆန်ကိုဆိုနုပုံပိုစတာကိုပြလိုက်ပါတယ်။ပြီးတော့ခါလီကဆိုနုကိုတတ်ဖို့ရူဆန်ကိုကူညီတောင်းပါတော့တယ်။ အဲ့ဒါကြောင့်ရူဆန်လည်းခါလီပြောတာကိုကူညီမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒါမှာရူဆန်ဆူဘတ်ကိုအထမအောင်စရာဘာအတိတ်ပဲလဲလို့မေးလိုက်ပြန်ပါတယ်။အဲ့ဒါကြောင့်ဆူဘတ်ကခေါင်းခါတာကြောင့်ရူဆန်သူ့လိုဒဏ္ဍာရီတွေအကုန်လုံးကိုပိုင်ဆိုင်ထားတဲ့ပါဝါတစ်ခုပဲလို့ရှင်းပြလိုက်ပါတယ်။အဲ့ဒါမှာရူဆန်သူ့ရဲ့အိမ်တော်ကြီးအတွက်စုံတော့အထောက်အကူဖြစ်မယ်လို့တွေးနေပါတယ်။ဒါအောင်အစီအပြေမပြေဆိုတာကလည်းဆတ်ထမအောင်ကပြောတာကြောင့်ဒီပူစာပုံကိုကြည့်နေပါတယ်။ပြီးတော့ရူဆန်စုံတို့ကိုမြင်မှုတယ်လို့ဆူဘတ်ကိုပြောပါတယ်။အဲ့ဒါကြောင့်ဆူဘတ်လည်းအဲ့ဒါစုံတို့ဖြစ်ပြီးတော့ ကင်းတို့ရောက်ကွာမှာအလှပြင်းတိုင်းဖွင့်ထားတဲ့မိန်းကလေးတွေကြားမှာရေပန်းစားတဲ့သူဆိုပြီးတော့ရှင်းပြလိုက်ပါတယ်။အိုင်နာမာရူဆန်စုံနုဆိုင်ကမိန်းကလေးပြိုတွေကိုပြန်ပေးဆွဲခဲ့ဖို့စဉ်းစားနေပါတယ်။ကျောင်းကတော့ရူဆန်ကအိမ်ကအဖေကိုချွေးမတော်ဖို့ရွေးခိုင်းနေတာပါ။ဒါတော့ရူဆန်ဒီကိစ္စအစားဆုံးကိုတောင်းဝင်ဖို့ဆူပါစ်ကိုတောင်းဝင်ပေးလိုက်ပါတယ်။အဲဒီအချိန်မှာပဲစုံနုရဲ့အမျိုးသမီးတစ်ယောက်ကသူ့ကိုစရီဒေဝီနဲ့တူအောင်ပြင်ပေးခိုင်းနေတာကြောင့်အလုံးများနေပါတော့တယ်။ဂျိုနဲ့ဆိုလိုလုံးလုံးပြီးသွားတဲ့ခါမှာသူ့အလှပြင်ဆိုင်ကိုရူဆန်ရဲ့လူတွေကရောက်နေရကိုတွေးလိုက်ရပါတယ ပြီးတော့ Subash ကလက်မထက်သေးတဲ့ main ကလေးတွေကိုအကုန်ထည့်ပြီးခိုင်းနေတာပါအကြောင်းရင်းကတော့ Subash ကသူ့ဆရာ Rusan ရဲ့အဖေကတွေးကျင်နေရအောင်လို့ပြောပါလိမ့်ဒါကြောင့် Subash ကတော့သူခိုင်းတယ်လို့လှုပ်ပေးဖို့အတွက်ဇုံနုကိုအမိန်ပေးလိုက်ပါလိမ့်ဇုံနုကတော့မိမလိုချင်တခြားမှာသွားပြီးတော့ရှာခိုင်းလိုက်ပါလိမ့်ဇုံနုကသူ့လာပင်တိုင်းမှာပြဿနာမရှာနဲ့လို့ပြောလိုက်တာကြောင့် Subash တို့တွေကဇုံနုနဲ့တိုက်ခိုက်ပါတော့တယ်ဒါမဲ့ဆိုနူကနိုင်ရနေတဲ့အတွက်ကြောင့်ဆူဘတ်ကရူဆန်ဖုန်းဆက်ပြီးတော့လာခဲ့ခိုင်းမာတော့တယ်။ဒါကြောင့်ရူဆန်လည်းကားနဲ့ချက်ချင်းပဲရောက်လာပြီးတော့ဇိုလူတို့ဆိုင်ကိုရောက်လာခဲ့ပါတယ်။ အဲနောက်ဒူဆန်တယောက်စုံနှုတ်ကိုစိတ်တူပြီးဆိုင်ထဲကိုဝင်သွားတဲ့ခါမှာဆွီဒေဝီလိုပြင်ခိုင်းထားတဲ့မျိုးသမီးတယောက်နဲ့မတော်ဆတိုက်မိသွားပြီးဒူဆန်တယောက်ယင်ခုံသွားပါတော့တယ်အဲလိုနဲ့ဒူဆန်စုံနှုတ်ကိုတွေ့တာနဲ့ဂျေဇူးတင်ပါတယ်လို့ပြောလိုက်ပြီးတော့မတော်ဆတိုက်မိခဲ့တဲ့ကောင်မလေးနောက်ကိုသာလိုက်သွားခဲ့ပါတော့တယ်အဲနောက်မှာတော့အဲကောင်မလေးအင်ကိုဒူဆန်ရောက်လာပြီးတော့လက်ထပ်ဖို့အတွက်တင်တောင်းပါတော့တယ်ဒူဆန်ချင်းမိသွားတဲ့ကောင်မလေးနာမည်ကတော့စွန်ဒါရီပဲဖြစ်ပါတယ်ဒူဆန်စွန်ဒါရီကိုမြင်မြင်ချင်းမှပဲချင်းမိသွားတယ်လို့ဒူဆန်မိဘတွေကလည်းစွန်ဒါရီကိုအတော်လေးသဘောကျသွားပါတော့တယ် အိုင်နာမာရူဆန်နဲ့ဆွန်ဒါရီတို့မင်္ဂလာဆောင်ခမ်းနားကိုကျင်းပပါတော့တယ်။တွင်နဲ့နောက်နှစ်မိုးလင်းတဲ့အခါမှာဆွန်ဒါရီကမိကမပြင်ထားသေးပါဘူး။တောင်မြင်ပြီးတော့လန့်သွားတဲ့ရူတန်မိဘတွေကထအော်ကြတဲ့အခါမှာရူတန်လည်းအေးအားကနေနိုးလာပါတော့တယ်။ပြီးတော့ရူတန်ဆွန်ဒါရီကိုမမှတ်မိပဲဘယ်သူလဲလို့မေးလိုက်ပါတယ်။ဆွန်ဒါရီကသူရေချိုးလိုက်တာမလို့မိကတွေပြတ်သွားတဲ့အကြောင်းရှင်းပြလိုက်တဲ့အခါမှာရူဆန်စိတ်တူပြီးပါရိုက်လိုက်ပါတော့တယ်။အဲ့ခါမှာရူဆန်အမေကဝင်ဆွဲလိုက်ပြီးတော့ဒါဆွန်ဒါရီရဲ့အပြစ်မဟုတ်ပါဘူး။ သူမိဘတွေကသတိပေးထားခဲ့တယ်လို့ပြောလိုက်ပါတယ်။တပတ်မှလည်းစုံနုကမင်းသမီးတယောက်ရဲ့ရိုက်ကွေးမှာရောက်နေတာဖြစ်ပြီးသူ့ကိုမင်းသမီးရဲ့ personal makeup ပညာရှင်လို့ပါလားလို့မေးခံရပါတယ်။ဒါပေမဲ့စုံနုကတော့သူ့လှပင်ဆိုင်မှာပဲလုံမှာဖြစ်ပြီးတော့ဒီဆိုင်ကလေးကသူ့မိပေးထားခဲ့တာဖြစ်လို့သူ့အတွက်ဝင်ဝင်ရနေနေရာတက်တက်တွေမဟုတ်ပဲစိတ်ခံစားချက်နေရာလေးဖြစ်တယ်လို့ဖြေရှင်းလိုက်ပါတယ်။ဒါပေမဲ့အဲ့ချိန်မှာလူတော်များများကစုံနုရဲ့ဆိုင်ကို Gary နဲ့ပေါက်ပြစ်ပြီးတော့ဖျက်ဆီးနေကြပါတယ်။ဒါအောင်စုံနုပြန်လာတဲ့အခါမှာမြင်တော့စုံနုကသူ့ဆိုင်ကိုဖျက်ဆီးနေအောင်တွေးပြီးသွားဖို့လုပ်ခဲ့ပါတယ်။ ။ဒါမဲ့ဂျန်ဒီကတားလိုက်ပြီးတော့သူတို့ရေစီကိုသွားလိုက်ရင်သူတို့ကိုတတ်လိုက်မယ်လို့ပြောလိုက်ပါတယ်။ဒါမဲ့လူအုပ်ကြီးကဇုံနုကိုတွေ့သွားပြီးတော့အနောက်ကနေလှမ်းဖမ်းတဲ့အခါမှာဇုံနုတို့အဖွဲ့၃ယောက်သားထွက်ပြေးကြပါတော့တယ်။အိုင်နာမာတို့သူတို့၃ယောက်သားထွက်ပြေးနေတော့အရှိဘက်ကနေလာတဲ့လူတစုဟာဇုံနုကိုဒုံနဲ့ရိုက်ချလိုက်ပါတယ်။ပြီးတော့ဇုံနုကိုကြည့်ပြီးတော့ရူဆန်ကိုရုပ်ဆိုးမနဲ့ပေးစားရတာလားဆိုပြီးတော့မေးလိုက်ပါတယ်။ပြီးတော့သူတို့ကဇုံနူကြောင့်ရူဆန်ဖေးလေးဖြတ်သွားပြီလို့ပြောပြီးဇုံနူကိုချိန်ဝါလိုက်ပါတယ်။အဲလိုနဲ့ဇုံနူကတိုက်ခိုင်းနေနဲ့ကိုလိုယုံပြီးတော့ထွက်ပြေးရပါတော့တယ်။ နောက်နေ့မှာသတင်းတွေမှာလဲ OCD ကမင်္ဂလာဆောင်တစ်ခုမှာ MLA ဘာဘူးရောင်ပါဝင်လူတရာခန့်မတန့်တဲ့စီကြော်တွေကြောင့်အစာစိတ်သိမှုဖြစ်ပွားတဲ့ကြောင်းပါလာပါတော့တယ်ပြီးတော့နာစီနဲ့အသက်ဆိုင်တဲ့လူလျောက်ကိုလည်းဖမ်းလိုက်ပြီးဆိုတဲ့အကြောင်းကိုပါထုတ်လွှင့်နေတာပါဒါပြင်သိမကြခင်မှာလဲကုမ္ပဏီပိုင်ရှင်စုံတို့ကိုပါဖမ်းသွားမှာဖြစ်တယ်လို့ရုံးမြင့်တန်းကြားသတင်းစီစဉ်တွေမှာပါလာခဲ့ပါတယ်အဲဒါကြောင့်စုံတို့တော့တောင်းအသာဦးလေးဆိုင်မှာဝင်ရောက်ပုံခုနေရပါတယ်အဲ့လိုနဲ့ဦးလေးနဲ့ဂျန်နီတို့ကဒီကနေထွက်ပြေးတဲ့ကြောင်းစုံတို့ကိုပြောပါတယ် အဲ့တော့မှစုံသူကဘာလို့သူ့ကိုငကြောက်တယောက်လို့ထွက်ပြေးခိုင်းနေရလဲလို့မေးလိုက်တာပါပြီးတော့စုံသူကသူ့အနေနဲ့ဘာမှမမလုပ်ထားဘူးလို့လည်းပြောပါတယ်တကယ်လို့သူအခုသာထွက်ပြေးရင်သူမှားတာကြောင့်ထွက်ပြေးတယ်လို့လူတွေထင်ကြမှာမလို့လားပေါ့အဲ့လိုနဲ့စုံသူကသူ့ပြဿနာသူရှင်းရမယ်လို့ပြောလိုက်ပြီးဒါကသူ့အလှပြင်ဆိုင်ပဲလို့ပြန်ရှင်းပြလိုက်ပါတယ်ပြီးတော့စုံသူရဲ့တန်ငယ်ချင်းကစုံသူကအဲ့လိုနေရင်တစ်ဖက်မှာလဲရဲတွေတစ်ဖက်မှာလဲရူဆန်လူတွေရှိနေအောင်သတိပေးလိုက်ပါတယ်ဒါကြောင့်တန်ငယ်ချင်းတွေကအဲ့နှစ်ဖက်ကြားထဲမှာမှအပြင်ကလူတွေကစုံသူမြင်တာနဲ့တတ်လိုက်မယ်လို့ပြောလိုက်ပါတော့တယ် ဒါတော့စုံသူကတော့သူတို့တွေသူ့ကိုမမြင်ကြရင်ရောလို့ပြန်ပေးလိုက်ပါတော့တယ်။အဲနောက်မှာတော့စုံသူကမိန်းကလေးကိုပြင်ဆင်လိုက်ပြီးတော့အလားပင်ဆိုင်အစ်စ်ထမှန်ဖွင့်လိုက်ပါတော့တယ်။အဲလိုဖွင့်လိုက်တဲ့အတွက်ရူဆန်စိတ်တူပြီးတော့စုံသူကနောက်ထပ်တစ်ဆိုင်ထပ်ပြီးတော့ဖွင့်လိုက်တာလားလို့တွေးနေပါတယ်။ပြီးတော့ရူဆန်ဆိုင်ကိုဖြတ်စည်းဖို့ရောက်လာပြီးမဲ့ဂျန်နီတို့ကတားလိုက်ပါတယ်။အဲချိန်မှာမိန်းကလေးအောင်ဆောင်တဲ့စုံသူတယောက်ရောက်လာတဲ့အခါမှာအလုံးကဝိုင်းပြီးတော့ဂျိုးဆိုလိုက်ကြပါတော့တယ်။အဲနောက်မှာတော့လေလာလို့နာမည်ရတဲ့မိမမျိုးလေးပုံစံနဲ့စုံသူကလေးနဲ့တဲ့ခန်းစားချက်တွေကိုသိတယ်လို့ပြောလိုက်ပါတယ်။ အိုင်နမာရူဆန်လေလာကိုသဘောကျသွားပြီးတော့ဇိုလူကလည်းရှင်ကိုကျမဆိုင်မှာပထမဆုံးပြင်ပေးပါစေဆိုပြီးတော့ဆိုင်ထဲကိုဖိတ်ခေါ်လိုက်ပါတယ်အဲ့ချိန်မှာပဲလေလာကရူဆန်ကိုသပင်းညှပ်ပေးလိုက်ပါတယ်ဒုနဲ့အိမ်ပြောင်းတဲ့အခါမှာရူဆန်ကသူ့မိန်းကလေးတယောက်ကိုချစ်မိသွားကြောင်းသူ့အမေကိုပြောပြနေပါတယ်အဲ့လိုရူဆန်ပြောလိုက်တဲ့အခါမှာအမေကစိတ်ဆိုးသွားပါတယ်အိမ်မှာရူဆန်တခါလက်ထပ်လိုက်တာအဖေပြေသူအကြောသေးသွားပါတယ်ဒါကြောင့်နောက်တစ်ခါလက်ထပ်ပြီးသူ့ကိုပါထပ်ပြီးတော့တန်အောင်မလို့လားဆိုပြီးတော့အမေကကြိမ်းဝါလိုက်တာပါအဲ့ချိန်မှာဆွန်ဒါရီကအခန်းထဲကထွက်လာပြီးတော့သူ့အတွက်နဲ့တားဖြစ်သူကို အပြစ်ပေးတာမတရားပါဘူးလို့ပြောပါတယ်ပြီးတော့ရူဆန်စိတ်ဆင်းရတာကျင်းတတ်လို့လားဒီလိုမှမဟုတ်ရူဆန်သဘောကျတဲ့မိန်းကလေးကိုတစ်ခါလောက်တွေ့ကြည့်ပြီးတော့ကြားရင်မင်္ဂလာဆောင်လုပ်ပေးပြီးမကြားရင်တော့မစင်စားနဲ့လို့ရူဆန်မေကိုတေချာရှင်းပြလိုက်ပါတယ်အဲခါမှာရူဆန်အမေဖြစ်သူကရူဆန်ကိုအဲ့မိန်းကလေးကိုခေါ်လာခဲ့ဖို့ပြောလိုက်ပါတယ်ဂျိုနဲ့ဘာလို့နဲ့စုံလူပြောက်သွားနှစ်လတောင်ရှိနေခဲ့ပါအဲ့လိုစုံလူမရှိတော့စုံလူရဲ့ဖောက်တဲ့မျိုးသမီးတွေကစုံလူကိုမျောနေကြပါလိမ့်။ဒုနဲ့မျောနေကြချိန်မှာသူတို့အားလုံးရဲ့ဖုန်းထဲကိုစုံလူကိုတွေ့ကြည့်ရင် ည7:00နာရီချိန်တိုင်းအများကိုလာခဲ့ပါဆိုတဲ့ message တစောင်ရောက်လာခဲ့ပါတယ်။ဒုံနဲ့ညဘက်တော့ message ရထားတဲ့မျိုးသမီးတွေကပင်ကီးကိုဝိုင်းပြီးတော့မေးကြပါတယ်။အားကြောင့်မျိုးသမီးတွေကတော့သူတို့ရဲ့မိတ်ဆွေစုံနုကိုမတွေ့တာကြောင့်ဘယ်မှလဲဆိုပြီးတော့ဝိုင်းမေးကြတော့တာပါ။အဲနောက်မှာတော့လီလာရောက်လာပြီးတော့မျိုးသမီးတွေရှာနေလိုချင်နေတဲ့စုံနုကမရှိတော့ဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့လီလာကမျိုးသမီးတွေကိုသူဆိုင်လာခဲ့ကြဖို့နဲ့သူမိတ်ကပြင်နာကစုံနုတက်တောင်ပို့ပြီးတော့တော်တယ်လို့ပြောလိုက်ပါတယ်။လီလာတို့ပြောလိုက်တဲ့အခါမှာမျိုးသမီးတွေကလီလာကိုခါသီးပြောကြပါတယ်။ ပြီးတော့မျိုးသမီးတွေကလေလာရဲ့မိကပ်ကိုသူတို့မလိုအပ်တာကြောင့်ဒီကနေထွက်သွားလိုက်တော့လို့စိတ်ဆိုးစွာနဲ့ပြောလိုက်ပါတယ်။အဲလိုစကားတွေကြားလိုက်တဲ့အတွက်လေလာကသဘင်တူးကိုချွတ်လိုက်ပြီးသူ့ရဲ့တေုံမှန်ကိုပြသလိုက်ပါတော့တယ်။အဲနောက်မှာတော့မျိုးသမီးကစုံတူးကိုဝမ်းသာအားကျူဆူကြပြီးတော့ပြောချင်သွားနဲ့ဝိုင်းဖက်ကြပါတော့တယ်။ပြီးတော့စုံတူးခုလိုရောင်းဆောင်နေရအန်ရရှိတယ်လို့မျိုးသမီးတွေကဝိုင်းပြောကြပါတယ်။အားကြောင့်မဲ့စုံတူးကသူ၅နှစ်သားအရွယ်မှာတင်သူ့ဖေကသူ့ကိုထားခဲ့တာကိုပြန်ပြီးတော့ပြောပြပါတယ်။အဲတုန်းကစုံတူးကအချိန်ကြာကြီးသူ့မိကတကားပေါ်မှာထိုင်ပြီးတော့ သူ့အဖေကိုဆောင်ဆိုင်နေကြောင်းကိုပြောပြနေပါတယ်။ပြီးတော့အိမ်ရှင်ကလည်းအိမ်လာကမပေးနိုင်တာကြောင့်သူတို့ပစ္စည်းတွေကိုအိမ်ပေါ်ကနေလွှတ်ပစ်ခဲ့တဲ့အတွက်တညာလုံးမိုးရီထဲမှာနေခဲ့ရကြောင်းကိုပြောပါတယ်။ဒါပြင်အိုမဲအိမ်မဲဖြစ်နေတဲ့သူတို့ကိုဦးလေးဝါစင်းကသူ့အိမ်ကိုခေါ်သွားခဲ့ကြောင်းစုံလုံးကပြောနေခဲ့တာပါ။အဲဒီကစားပြီးတော့သူ့မိအားထပ်မငိုတော့ဘဲနဲ့မနက်မိုးလင်းကနေမိုးချုပ်တဲ့ဒီအလားပင်တိုင်းဖွင့်ဖို့၁၀နှစ်လောက်အလုပ်တွေပဲလုပ်နေခဲ့တာဖြစ်ပါတယ်။ဒိုနေတနေ့တော့သူ့မိကစုံလုံးကိုမိကပြင်ပေးပါလားလို့ပြောလိုက်ပါတယ်။ဒါတော့စုံလုံးကိုယ်တိုင်အမေကိုမိကပြင်ပေးခဲ့ပြီးတော့ သူမိကပြင်ပြီးတဲ့အခါမှာပဲအမေအားတီးဆုံးသွားပါတော့တယ်။အဲနောက်မှာတော့ဆိုလူကသူ့မိရဲ့ချွေးသွေးနဲ့တိဆောက်ထားတဲ့အလှပြင်ဆိုင်မို့လို့သူတန်ဖိုးထားတာဖြစ်ကြောင်းမျိုးသမီးတွေကိုပြောပြနေတာပါ။အဲနောက်ပိုင်းမှာတော့လီလာနဲ့ပင်ကီတို့ကားနဲ့အလှပြင်ဆိုင်အစ်စ်ကိုပြန်လာရင်းနဲ့ရင်းနေရဲကလိုင်စင်တောင်းပါတော့တယ်။အဲဒီအချိန်မှာပဲလီလာလိုင်စင်မုံထုတ်လိုက်တဲ့အခါမှာသူ့ရဲ့နကိုရုပ်စိုးနူဖြစ်နေတဲ့အတွက်ပတ်စံကိုပဲရဲလက်ထဲထည့်လိုက်ရပါတယ်။ဒါမဲ့အဲဒီရဲကလီလာတို့အဆိုင်ရှန်ကာထန်တိုင်ကြားလိုက်တာပါ။ ပြီးတော့လေလာလဲကားပေါ်ဆင်းလာတဲ့ခါမှာရှန်ကာလေလာကိုတနည်းမှာမြင်ဘူးနေသလိုရင်းနှီးနေခဲ့ပါလိမ့်အဲ့လိုရှန်ကာပြောလိုက်တဲ့အတွက်လေလာကသူကလွန်ခဲ့တဲ့နှစ်ရက်လောက်ကမှဘုံဘေကိုရောက်တာဖြစ်ကြောင်းကိုရှင်းပြလိုက်ပါလိမ့်ရှန်ကာလည်းဘုံဘေကအလာလေးပဲဆိုပြီးတော့9မိနစ်လောက်စကားပြောဖို့လေလာကိုကားပေါ်ကိုတက်ခိုင်းလိုက်ပါလိမ့်အဲ့နောက်မှာရူဆန်ရောက်လာပါတော့လေရူဆန်ရောက်လာတာပင်ကီကသူခေါ်လိုက်တာဖြစ်ကြောင်းလေလာကိုလှမ်းပြီးတော့ပြောပါလိမ့်ဒါကြောင့်လေလာလည်းငိုပြီးတော့သူကားမောင်းတာကိုရှန်ကားလိုင်စင်တောင်းတဲ့အကြောင်းကိုပြောပြလိုက်ပါတော့တယ် ီတော့လေလာတယောက်လိုင်းစင်မေးခဲ့တယ်ပြောပြီးမှသူ့ကိုကားထဲဝင်ခိုင်းတယ်လို့ရူဆန်းအောင်ပြောလိုက်တာပါဒိုနဲ့လေလာစကားကြောင့်ရှန်ကာနဲ့ရူဆန်းတို့စကားများကြပါတော့တယ်ပြီးတော့ရှန်ကာနဲ့ရူဆန်းလည်းလူတွေကြည့်နေကြတဲ့အတွက်ချက်ချင်းစကားများတာရက်လိုက်ကြပါတယ်ပြီးတော့ရူဆန်းလည်းလေလာကိုအမြန်ဆုံးအိမ်ပြန်လိုက်ဖို့ပေးလိုက်ပါတယ်နောက်နေ့မနက်ရောက်တဲ့ခါမှာရူဆန်းသူ့မွေးနေ့ပါတီရှိတာကြောင့်ကားလွတ်ပေးမယ်လို့ပြောလိုက်ပါတယ်အဲနောက်မှာရူဆန်းမွေးနေ့ပွဲကိုလေလာတက်ရောက်ဖို့ပြောလိုက်ပါတယ်ပြီးတော့ရူဆန်းလေလာကိုသူ့မိဘတွေနဲ့တေချာမိတ်ဆက်ပေးလိုက်ပါတယ် ိုင်နာမာရူဆန်အမေကလေးလိုက်ပါကိုကိုင်းကြည့်လိုက်ပြီးဒါမိတ်ကမဟုတ်ဘူးလို့ပြောလိုက်ပါတယ်သူနဲ့ရူဆန်တို့မိသားစုကလေးလာပြီးတော့လက်ခံလိုက်ပြီးတော့ပျော်ရွှင်စွာမွေးနေ့ပွဲကိုကျင်းပကြပါတော့တယ်အိုင်နာမာတော့ဇွန်ဒါရီကအရက်ခွက်ကိုရူဆန်ကိုသွားပေးတဲ့အခါမှာရူဆန်ဆိတ်ရှုံနေတာကြောင့်ထွက်သွားခိုင်းလိုက်ပါတယ်အဲဒီမှာရန်ညိုးရှိထားတဲ့စက်တီတို့လူအုပ်ကဓာဆွဲဒုံဆွဲနေရူဆန်ရှိကိုရောက်လာပါတော့တယ်ဒါကြောင့်ရူဆန်ကစူပါစနဲသူ့လူတွေဗမာလဲလို့အော်ခေါ်နေခဲ့ပြီမိတ်စက်တီတို့အိတ်ဆေးခတ်ထားတဲ့ဒဏ်ပေါက်တွေစားပြီးတော့စူပါစတိုးကအိတ်ပြောလို့နေပါပြီ အိုင်နာမှာစက်တီလို့ဖွဲရလေးလောက်ဓာတ်နဲ့ရွေလိုက်ပြီးတဲ့အခါမှာတော့ရူဆန်လေးလောက်ကိုမထိဖို့တောင်းပန်ပါလေပြီးတော့စက်တီလို့ကရူဘန်ကိုကျိုးနဲ့တုတ်ထားလိုက်ပြီးလေးလာနားမှာနောက်ဆက်နေကြပါလေဒိုနဲ့လေးလာရင်ဘက်ကိုနှိုက်မိတယ်လို့ဖြစ်သွားတဲ့အတွက်စက်တီလို့ဖွဲကိုလေးလာတိုက်ခိုက်ပါတော့တယ်ပြီးတော့ဖန်ခံထားတဲ့ရူဆန်ကလည်းကျိုးကိုဖြီးပြီးတော့စက်တီနဲ့တိုက်ခိုက်ပါတော့တယ်အဲလိုနဲ့ရန်ပွဲပြီးသွားပြီးတော့ညရောက်သွားတဲ့အခါမှာတော့ဂျန်နီနဲ့လေးလာတို့စကားပြောနေတာကိုခါလီမြင်သွားခဲ့ပါလေဒါကြောင့်ခါလီကစုံသူတယောက်လေးလာဟန်ဆောင်ထားတာကိုတီးသွားပါတော့တယ် ခါလီယာရူဆန်ကိုဖုန်းဆက်ခေါ်လိုက်တဲ့အခါရူဆန်လီလာတို့စီရောက်လာပြီးတော့လီလာရဲ့ဇပင်ကိုဆွဲချုံးမဲ့အချိန်မှာလီလာရူဆန်ကိုနမ်းလိုက်ပါလိမ့်။အဲဒါကြောင့်ရူဆန်လီလာကိုယုံသွားပြီးတော့ခါလီကိုနောက်တစ်ခါနောက်ဆက်ရင်တပစ်မယ်လို့ပြောကဆွဲထုတ်သွားပါတော့တယ်။နောက်နေ့ရောက်တဲ့အခါမှာတော့လီလာရှန်ကားစီကိုရောက်လာပါလိမ့်။ရှန်ကားအိုင်းဒီကတော့လီလာတော်တော်ကြောက်နေခဲ့ပြီးအခုကျတော့သူနဲ့အဆင်ပြေနေပါလားလို့ပြောလိုက်ပါလိမ့်။ဒါကြောင့်လီလာလည်းအဲ့ချိန်တုန်းကသူ့နာရူဆန်ရှိနေတာကြောင့်လို့ပြန်ဖြေလိုက်ပါလိမ့်။ပြီးတော့လီလာရှန်ကားကိုမြင်မြင်ချင်းသဘောကျခဲ့ပြီးမိတ် အခုတော့အတူမရှိခင်မှာပဲရူဆန်ကြောင့်ဝေးရမယ့်ပုံပဲလို့ထပ်ပြောလိုက်ပါတယ်။ရှန်ကလည်းဘာလို့ဝေးရမှာလဲလို့မေးလိုက်တဲ့အခါလေလာစုံနူကိုတိလာလို့မေးလိုက်ပါတယ်။ပြီးတော့အလားပြင်ဆိုင်ကအမျိုးသမီးတွေကဂျိုဒီနဲ့သူ့ယောက်ျားစုံနူကိုအကွက်စင်လာလို့ထင်နေပါတယ်။အဲဒါကြောင့်မျိုးသမီးတွေကစုံနူကိုကူညီဖို့လင်မယားမြောက်ကိုရှာနေပါတယ်။အဲ့လိုမျိုးစုံနူသားပြောင်းလိုက်တော့သူရဲ့အလှပင်ဆိုင်ပိတ်ရလိမ့်မယ်လို့ပြောလိုက်ပါတယ်။ရန်ကားစုံနူကိုဖမ်းမိမဲ့အကြောင်းပြောလိုက်ပါတယ်။အဲ့နောက်မှာရူဆန်ရောက်လာပြီးတော့လာမယ့်တနင်္ဂနွေနေ့မှာလက်ထပ်ကြမယ်လို့ပြောလိုက်ပါတယ်။ အဲ့နောက်မှာရူဆန်ရဲ့တခြားမိန်းမကိုအထင်လွဲစရာဖြစ်အောင်ဇလန်လှုပ်ထားလိုက်ပါတယ်။အဲ့ဒီမျိုးကွက်ချထားတဲ့လေလာရောက်လာတဲ့ခါမှာသူတို့ဖတ်တာဒီမျိုးတော့စိတ်ဆိုးပြီးမင်္ဂလာဆောင်ပွဲကိုညင်းလိုက်ပါတော့တယ်။ဒါပေမဲ့ရူဆန်လေလာစီထဲရောက်လာပြီးရှင်းပြနေပေမဲ့လေလာမောင်းထုတ်လိုက်ပါတယ်။အဲ့နောက်မှာရှန်ကာတို့ကလည်းဇုံလူကိုဖမ်းဖို့လုပ်နေပါတော့တယ်။ဒါပေမဲ့လေလာကိုရူဆန်တို့ကခေါ်ပြီးတော့မင်္ဂလာဆောင်မှုစီစဉ်နေချိန်မှာရှန်ကာရောက်လာတဲ့အတွက်ရှန်ကာနဲ့လေလာတို့တိုက်ခိုက်ကြပြန်ပါတယ်။ဒါပေမဲ့လေလာစပင်တူးကျွတ်သွားတော့ဇုံလူမန်းတိသွားကဇုံလူကိုအားလုံးကဝိုင်းပြီးတော့တိုက်ခိုက်ပါတော့တယ်။ အိုင်နာမရူဆန်သူ့ကိုဘာလို့လိန်လာလဲမေးတော့ဒီရဲဖွဲ့တွေကလိန်ပြီးတော့အလှပြင်ဆိုင်ပိတ်ရအောင်လုပ်တာကြောင့်သူ့အလှပြင်ဆိုင်မဆုံးရှုံးအောင်သူ့ကိုသူမိတ်ကလိန်ခဲ့တာလို့ပြန်ပြီးတော့ဖြေလိုက်ပါတယ်အိုင်နာမရဆုံးသူ့ကိုရဲတွေကလာခေါ်သွားခဲ့ပါတယ်ရူဆန်ကိုရောက်တော့ဓာဆွဲပြီးတော့သူ့ကိုသူတတ်သိမဲ့လုပ်တဲ့အခါစွန်ဓာရီကအမြန်တားလိုက်ရပါတယ်သူမကရူဆန်လိုလူကြောလေးတယောက်ကဘာမို့တဲ့လေလာတော့နဲ့အသက်ပေးစရာမလိုကြောင်းလေလာထပ်ပိုလှပတဲ့မိန်းကလေးကိုဒေတာပေါက်ရှာတွေ့မှာဖြစ်ကြောင်းနေပြောနေတာပါအဲကြောင့်ရူဆန်အမေကစွန်ဓာရီကယုံမလှပြီမဲ့စိတ်ထားလာပြီး သူ့ရဲ့စိတ်ထားကဂျီရန် GV ကားထဲကမင်းသမီးတွေတိုက်မဲ့လို့ကြီးကျူးလိုက်ပါတယ်။အဲဒီချိန်မှာပဲဆွန်ဒါရီကပြို့တက်လာပြီးတော့နောက်ဖွေးကန်းထဲမှာအိုအမ်ဘာတို့တွေပြန်ထွက်လာတဲ့ခါမှတော့ရူဆက်မီခင်ကကိုဝင်ရှိညာလာလို့မေးတော့ဆွန်ဒါရီကရှာပြုံးလေးနဲ့ရှိနေပါတော့တယ်။အဲဒီမှာဆွန်ဒါရီကမိန်းကလေးကောင်းဖြစ်တာမို့လို့အနောက်အနောက်ပြို့ဖို့မေးလိုက်ပါလို့သူ့မိကပြောလိုက်ပါတယ်။နောက်ဆုံးမှာရူဆန်ကလည်းဆွန်ဒါရီကို GDP နဲ့လက်ခံခဲ့ပါတော့တယ်။အဲနောက်တရားဥပမာမှုစစ်ဆေးချိန်မှာတော့ရဲရဲစီတီရှန်ကာကဘိုးချိန်ဝါကြီးတာကြောင့်ဆွန်လူရဲ့ထွက်ဆိုချက်တွေကအများမြောက်ပဲရှိနေပါတယ်။ အခြေအနေအရဆိုလူဘက်ကဆုံးလူဆဲဆဲမှာပဲအမဂျူဒီရောက်လာပြီးတော့ဆိုနုကိုရှန်ကားအမှုစင်ငယ်ချောင်းကိုဖွင့်ပြောလိုက်ပါတော့တယ်။နောက်ဆုံးမှာတော့ဆိုနုအပြည့်မရှိချောင်းသိလိုက်တဲ့ပြင်ရှန်ကားအပြည့်မှုတွေအားလုံးကိုလည်းဆူနီရှစ်ကလူနာလိုဟန်ဆောင်ကတစ်မျိုးဆရာဝန်လိုပြင်စင်ကတသွဲစသဖြင့်မျိုးမျိုးရုပ်ဖြတ်ကခိုးရိုက်ထားတဲ့ဗီဒီယိုတွေကိုတရားသူကြီးစီကိုတင်ပြလိုက်ပါတော့တယ်။ဒါကြောင့်ရဲကြီးရှန်ကားတရားလိုဖြစ်ကနေတရားခံဘွားကိုလုံလုံရရရောက်ရှိသွားခဲ့ပါတော့တယ်။လာနေငယ်ကြတဲ့ခါမှာတော့စွန်ဒါရီလည်းရင်သွေးလေးကိုဖွာမြင်လာခဲ့ပါပြီ။ မင်္ဂလာဦးချိန်တုန်းကအကျော်သေးသွားတဲ့ရူဆိုင်ဖခင်ကလည်းသူမီးလေးကိုချီချင်စောနဲ့ပြန်လှည့်ပြီးတော့လှုပ်ရှားလာနိုင်ခဲ့ပါတယ်။အဲနောက်မီးလေးကိုချီကနာမည်ပေးလိုက်တဲ့အခါမှာပဲရုပ်ရှင်ဟာပျော်ရွှင်ချမ်းမြေစွာနဲ့စသိမ့်သွားခဲ့ပါတော့တယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒီနေ့ရက်ဒီဆက်မှုတော့ဒီမှာတွေပဲရနာလိုက်ပြစီ။နောက်နေ့များမှာရုပ်ရှင်ဇာကားကောင်းများနဲ့ပြန်လာခဲ့ပါဦးမယ်။စုံနေအားပေးကြတဲ့ပရိသတ်ရောက်စီတိုင်းကျေးဇူးထူးတင်ရှိပါကြောင်းနဲ့ပရိသတ်များနဲ့တကွတိုင်းပြည်နယ်လူသားမျိုးနွယ်ကိုအစိမ့်မခတ်တတ်သောလူများအားလုံးကျမ်းမာပေးကင်းကြပါသည်ခင်ဗျာ။ကျွန်တော်အန့်ခင်မူပါ။